လူသားတွေအကုန်လုံးကြောက်လန့်နေကြတယ်။ကောင်းခင်ပေါ်မှာနှစ်ပေါင်း၃၀၀လောက်တဒန်းရှိတဲ့ပကံပြားပြန့်ကြီးတစ်ခုပေါ်လာတယ်။ပကံပြားပြန့်ကြီးကမြို့တော်ဝဆာလောက်ကြီးတော့မြို့ဝင်ကြီးလည်းမျိုးလုံးအပြူသားနဲ့ငင်းနေမိပါတယ်။အဆုံးမရှိတဲ့ပကံပြားပြန့်ကြီးရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ဘယ်သူမှမသိကြပါဘူး။ပကံပြားပြန့်ကြီးကိုစစ်ဆေးဖို့စစ်တပ်ကလေယာဉ်မှုတွေကိုဆင်လွှတ်ပါတယ်။ပကံပြားပြန်ကြီးကလူရည်ရဲ့အသက်အန္တရာယ်ကိုထိခိုက်မှာဆိုလို့စစ်တပ်ကလေယာဉ်မြန်တွေစီးလို့ပြီးပကံပြားပြန်ကြီးနားသွားပြီးဒုံးကျည်တွေပြစ်ခိုင်းပါတယ် ဘသူမှမထင်ထားတာကပကံပြားပြန်ကြီးကခုခံနိုင်စွာအရန်ကောင်းပြီးပကံပြားပြန်တွေကလည်းဒုံးကြီးတွေထွာလာပြီးသူတို့ကိုတိုက်ခိုက်တော်လာပြီးစစ်တပ်ရဲ့လေယာဉ်မြန်တွေပေါက်ွယ်ပြီးကောင်းကင်ထဲမှာမိတောက်တွေပြန်ကျနေတော့တယ်စစ်တပ်ဘက်ကလေယာဉ်မှုတွေလည်းနောက်ဆုတ်ဖို့လုပ်ကြတယ်နောက်ဆုံးမှာတော့ကောင်းလေးတယောက်ပဲအသက်ရှင်လျက်ထွက်လာနိုင်ခဲ့ပြီးတခြားသူတွေအကုန်သေသွားပါတယ်ဂျူသားတွေကကဘာမကြီးကိုအပိုင်သိမ်းတော့မှာပါနိုင်ငံတွေကိုဂျူသားလေယာဉ်တွေဝင်လာပြီးအမြောက်တွေပြစ်ချနေပါတယ် စစ်သားတွေလည်းအသက်လူပြေးနေရတဲ့အချိန်တနာရီမပြည့်သေးခင်မှာပဲလှပတဲ့နိုင်ငံလီတက်မတော်ကြီးကပျက်စီးလူနီပါဖြစ်သွားပါပြီ။ညရောက်တော့လူတွေအများကြီးကပုဂံများပြန်ကြီးကိုသူတို့အိမ်လိုမျိုးသဘောထားကခေါ်သွားပြီးပါလို့စာရေးပြနေကြတယ်။မထင်ထားတာကတော့ပုဂံများပြန်တဲ့ကနေအပြရန်အောင်အလင်းနှံတွေထွက်လာပြီးသူတို့ကိုခေါ်သွားတော့မယ်လို့ထင်ထားတဲ့အချိန်မှာပုဂံများပြန်တဲ့ကနေလျှက်စစ်စွာတွေထွက်လာပြီးတိုက်ခန်းတွေကိုမိုးကြိုးပြချသလိုမျိုးလုပ်လိုက်ခါလူတွေနေထိုင်တဲ့အဆောက်အုံတွေကိုဖျက်ဆီးပြလိုက်တယ်။လူတွေအများကြီးတရားရရကုန်ပြီးမြို့ပြရုပ်ထုကြီးလေးအောက်ပြုတ်ကြလာတယ်။ ကံများပြန်နေကနေထွာလာတဲ့ယင်းအသေးစားလေးကိုဖမ်းမိလာခဲ့ပြီးစံသက်ခံထဲမှာစံသက်မှုတွေပြုလုပ်ကြတယ်။ဂျူသားတွေပုံစံကိုလိလာနေကြပြီးဟိုးရှိခစ်ထဲကလူတွေကဂျူသားတွေတရှိတာကိုမြင်မှုကြပြီးသားဖြစ်တယ်။ဂျူသားတွေမှာမျက်လုံးနှစ်ရွက်ရှိပြီးသူတို့ရဲ့ဖွဲ့စည်းပုံကလူသားတွေနဲ့ပုံစံအတူတူပါပဲ။ကောင်းဆောင်ကဂျူသားတွေကိုတိုက်ခိုက်ဖို့လက်နက်တီထွင်ခိုင်းနေလက်နက်တီထွင်ပြီးတိုက်ခိုက်မယ်ဆိုရင်တော့ကဘာကြီးမှာလေတိုးညဉဏ်မှုတွေဖြစ်လာနိုင်တယ်လို့ပြောတယ်။ဒီလိုနဲ့ဆုံးဖြတ်ချက်ချဖို့ခက်ခဲနေကြပါလေ။ဂျူသားတွေကသူတို့တွေနဲ့မဆွေးနွေးဘဲလူသားတွေကိုပိုးကောက်နေလို့ထင်နေကြတယ်။ ခေါင်းဆောင်လည်းအခက်တွေ့နေပါတယ်။တဖက်မှာတော့တယောက်တည်းတက်ရှင်ကြံခဲ့တဲ့ကောင်လေးကဂျိုသားတကောင်တည်သွားတာကိုအတုံးချပြီးစစ်ဆေးမှုလုပ်နေပါတယ်။တည်သွားတဲ့ဂျိုသားကိုစမ်းသက်ခံနေမှလာကြပြီးဆရာဝန်တွေကိုခွဲစိတ်စစ်ဆေးမှုလုပ်ခိုင်းနေခွဲစိတ်မှုလို့တော့မထင်ထားတာကဂျိုသားတွေရဲ့အပေါ်ယံရေပြားကိုလှိထုတ်လိုက်တော့အထဲမှာမှသူတို့ရဲ့မျက်နှာအစိကိုမြင်ကြရတယ်။ဂျိုသားကိုစေကုသပေးလိုက်ကြတယ်။ဂျိုသားကတတိယလာတော့ဆွာအုံပြီးဆရာဝန်တွေကိုခေါင်းကန့်အောင်လုပ်တယ်။ဆရာဝန်တွေလည်းပြေးထွက်လာပြီးမှမလွတ်ပဲအကုန်လုံးအသက်ခံလိုက်ရတယ်။ ခေါင်းဆောင်လည်းခွဲစိတ်ခံထားလာပြီးကြည်ပင်မယ်ဆီယောင်နဲ့အကုန်အသက်ခံနိုင်ရပြီဖြစ်တယ်။ဂျိုသားကခွဲစိတ်ခံတစ်ခုလုံးကိုမိရှို့ပြီးခေါင်းဆောင်နဲ့စကားပြောတယ်။အမှန်တော့သူတို့ကစစ်ပွဲတွေကိုကြိုက်နေတဲ့တဲ့ဂျိုသားတွေဖြစ်နေပါလေ။လူတွေအများကြီးကိုတတ်ပြီးတာတော့စစ်ပွဲထပ်ဖြစ်ချင်သေးတယ်။ခေါင်းဆောင်တွေလည်းထိတ်လန့်နေကြတယ်။မင်းငါတို့ကိုဘာဖြစ်စေချင်တာလဲ။တည်စေချင်တာဒီလိုနဲ့ဂျိုသားကခေါင်းဆောင်ကိုစားတိုက်ခိုက်တော့တခြားလူတွေလည်းဂျိုသားကိုတနက်နဲ့ပြစ်ကြတယ်။ခဏနေတော့ဂျိုသားလည်းတနက်မှန်ပြီးတည်သွားတော့တယ်။ဆရာဝန်တွေအကုန်လုံးကလည်းတည်သွားကြပြီဖြစ်ပါလေ။ ပကံများပြန်ကြီးတွေကအချက်လက်တွေကိုယူဖို့စ조사ကြတယ်။လူသားတွေမှာကအမြောက်တွေနျူကလ িয়ার တွေရှိပေမဲ့ဂျူသားတွေမှာကတော့ဘာအစွမ်းထက်တဲ့လက်နက်တွေရှိလဲမသိကြသေးဘူး။ပကံများပြန်အသေးလေးကိုတနက်နေ့ပြစ်ကြည့်လိုက်တော့အထဲကနေအကာအကွယ်တစ်ခုထွက်လာတော့ပကံများပြန်ကိုတိုက်ခိုက်လို့ရမယ်လက်နက်တီထွင်ဖို့လုပ်ကြတယ်။အကောလုံးစိုးရိမ်နေကြပြီးလေတက်မှုနဲ့အာကာသယင်မှုတွေအကောလုံးလည်းကြံရမရဖြစ်နေကြတယ်။ခေါင်းဆောင်ဖြစ်တဲ့သူကတိုက်ခိုက်ဖို့ကြံကြလိုက်တော့လေယာဉ်မြန်တွေအကုန်ပကံများပြန်ကြီးနာကိုခြစ်တက်ကြတယ်။ လူမဲကောင်လေးနဲ့တငယ်ချင်းကတော့ကျူသားတွေရဲ့ပကံများအသေးလေးကိုစီလာပြီးပကံများပြန်ကြည့်တဲ့ကိုခုံးဝင်မို့စူးစမ်းကြတယ်။ပကံများပြန်ကြည့်တဲ့ရောက်တော့ကျူသားတွေရဲ့အချက်လက်တွေအကုန်ခိုးပြီးအကာအကွယ်လှုပ်ထားတာတွေအကုန်ဖြတ်ကပကံများပြန်ကြည့်ကိုစတိုက်ခိုက်တော့တယ်။ပကံများပြန်ကြည့်ရဲ့အကာအကွယ်ပြတ်သွားပြီးဒုံးကြီးတွေစပစ်လို့ရပြီဖြစ်ပါတယ်။ဒီလိုနဲ့ပကံများပြန်ကြည့်တဖြည်းဖြည်းမိလောင်ကျန်စာပြူလာတော့တယ်။လေရည်မှုတွေလည်းအသက်အန္တရာယ်ကြတဲ့ကနေပကံများပြန်ကြည့်ကိုတိုက်ခိုက်နေကြတယ်။ကျူသားတွေကအနှမြုပ်အလေးနဲ့ထုတ်လွှင့်မှုစူးစမ်းပေးမယ်။လေရည်မှုတွေကအလုံးမကန်ပဲတိုက်ခိုက်ကြပါတယ်။ ဒီလိုနဲ့ပကံများပြန့်ကြီးတစ်ခုလုံးအတိုက်ခိုက်ခံလိုက်ရပြီးကျူသားတွေအကုန်တီးသွားပါလူသားတွေအကုန်လုံးလည်းကဘာကြီးကိုကယ်တင်လိုက်နိုင်ပါပြီ